ကျမ်းမာတော်မူကြပါစေခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့မေလ12ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရုံပါပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းနဲ့ breaking news သတင်းကတော့တပေးရင်မြို့နယ်အိုထင်းကွင်းကြေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲမှုကျောင်းသားကျောင်းသူ90ဝန်းကျင်ထိခိုက်ဒေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာစကိုင်းတိုင်းတပေးရင်မြို့နယ်အိုထင်းကွင်းကြေးရွာစာတင်ကျောင်းကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရမှာ ဆရာဆရာမနှစ်ဦးအပါအဝင်ចောင်းသားចောင်းသူ90ဝန်းကျင်ထိခိုက်ဒေဆုံးသွားကြောင်းတပည့်ရင်းမြို့နယ်မှာကုညီကေစေးလှူဆောင်သူကပြောဆိုပါတယ်။ယနေ့နေ့9:55မိနစ်ဝန်းကျင်အချိန်မှာတပည့်ရင်းမြို့နယ်အိုထင်းကွင်းကြီးရွာကိုစစ်တပ်ကလေရင်နဲ့ဘုံးကျဲချတိုက်ခိုက်ခဲ့ရမှာဆရာမနှစ်ဦးဒေဆုံးခဲ့ပြီးကလေးငယ်အများအပြားထိခိုက်ဒေဆုံးသွားကြောင်းသိရှိရပါတယ်။စာတင်ကြောင်းမတိတိကျဲသွားတာဆရာမနှစ်ဦးကတော့ပွဲချင်းပြီးပဲចောင်းသားចောင်းသူ90လောက်ထိခိုက်ဒေဆုံးမှုရှိတယ်။ အလောင်းရှာမရတဲ့ကလေးတွေလည်းရှိတယ်။ကလေးတွေကမျက်လုံးကျွတ်ထွတ်တုထွတ်တချို့ကခေါင်းကိုထိကြိုက်တယ်။အခုကားတွေနဲ့တဲထုတ်နေတဲ့အခြေအနေကစိုးပါတယ်လို့တပင်းရင်မြို့နယ်မှာကေဇယ်ကူညီရေးလှုပ်ဆောင်နေသူတို့ကပြောဆိုပါတယ်။လက်တလောအလောင်းရရှိမှုအနေနဲ့ကျောင်းသားကျောင်းသူများအပါအဝင်ကလေးငယ်17ဦးနဲ့ဆရာမ2ဦးတို့ရဲ့အလောင်းများရရှိခဲ့ပြီးဒဏ်ရာရရှိတဲ့ကလေးငယ်များလည်းများပြားကြောင်းကူညီကေဇယ်ရေးဆက်လက်လှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။ အကြံဖတ်စစ်ကောင်စီကမေလ6ရက်နေ့မှမေလ31ရက်နေ့အထိအပြည့်ခက်ရက်စဲရေးကြေညာထားပေမဲ့နိုင်ငံတဝမ်းမှာလေရင်နဲ့ပုံချဲတိုက်ခတ်ခြင်းလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းထိုးစစ်ဆင်ခြင်းများကိုလှုံ့ဆော်လျက်ရှိကြောင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့တော်လှန်ရေးအဖွဲ့များကတရင်ထောက်ပြန်ထားပါတယ်ခင်ဗျာထပ်မံတင်ဆက်ပေးချင်တာကတော့တော်လှန်ရေးတပ်များတိမ့်ပိုက်ထားတဲ့ရွှေချင်မြို့နယ်ခမရ9ကို8တိုင်းရင်းဌာနချုပ်ကိုပြန်လည်ထိန်းချုပ်နိုင်ပြီလို့စစ်ကောင်စီကပုံအဟောင်းများနဲ့လိန်လေဝါဒဖြန့်နေတယ် တိုက်ပွဲပြင်းထန်နေစေဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာတော်လင်းရေးတပ်များကတိုက်ခိုက်သိမ်းပိုက်ထားတဲ့ပဲခူးတိုင်ရွှေချင်းမြို့နယ်ခမာရ9ခုရှိတိုင်ရင်ဌာနချုပ်ကိုပြင်းလဲထင်းချုံနိုင်ပြီလို့စစ်ကောင်စီကပုံအဟောင်းများနဲ့လိန်လေဝါရဖြန့်နေကြောင်းတောင်ပိုင်းစစ်ဒေသအထူးတပ်ဖွဲ့ရဲ့တပ်ဖွဲ့မှူးရဲဘော်အောင်စင်ရှားကပြောဆိုပါတယ်မေလာရှိရနေ့ပဲခူးတိုင်ရွှေချင်းမြို့နယ်ညောင်ချေတော့ကြေးရွာမှာရှိတဲ့စစ်ကောင်စီရဲ့ခမာရ9ခုရှိတိုင်ရင်ဌာနချုပ်ကို KNL SOF PDF ပကဖ local PDF နဲ့ ဒရုန်းအဖွဲ့များကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းအစိုးရသိမ်းပိုက်မှုမှာလက်နက်ကြီးလက်နက်ငယ်83လက်ခဲယမ်းများဂျာမန်ဆက်များသိမ်းဆည်းရမိခဲ့ကြောင်းစစ်တုံးပန်း6ဦးချိတ်ဆက်ပူးပေါင်းလာသူ၄ဦးမိသားစုဝယ်9ဦးဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်းစစ်သားအလောင်း30လောင်းတင်းစင်ရရှိပြီးစစ်တပ်ဘက်မှအရာရှိအားလုံးနဲ့တပ်သား90ဦးခန့်စကန်းစွန့်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ KNL PDF ပူးပေါင်းတပ်များတင်းစင်ထားတဲ့ခမရ998တရင်ဌာနချုပ်ကွမ်းစိတ်စစ်တပ်စခန်းနဲ့ ကွမ်းစစ်ရဲစခန်းကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ရေးအတွက်လေကြောင်းလက်နက်ကြီး drone နဲ့မြေပြင်စစ်ကြောင်းထိုးလျက်ရှိပြီးလက်ရှိမှာကွမ်းစစ်ကြိုက်တီတုံညောင်ချီတော့ရှမ်းစုကြီးရွာနဲ့ပတ်ဝန်းကျင်နေမြေများကို KNL PDF ပူးပေါင်းအဖွဲ့ကနေမြေရှင်းလင်းရေးလုပ်ငန်းများလုံခြုံရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်လျက်ရှိပြီးစစ်တပ်စစ်ကြောင်းနဲ့နေစဉ်ထိတွေ့တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်းသိရှိရပါတယ်။တို့ရတွင်စစ်ကောင်စီကမေလ17ရက်နေ့မှာရွှေကျင်မြို့နယ်ခမာယ998ကို ြန်လည်ထိန်းချုပ်နိုင်ပြီလို့လိန်လေဝါဒဖြန့်လျက်ရှိကြောင်းတိုက်ပွဲများကြောင့်ခမာယ9ခု၈မှာအဆောက်အုံကောင်းကောင်းမရှိတော့ဘဲတရင်ဌာနချုပ်မှာအဆောက်အုံအလုံးပြိုပြတ်သွားပြီဖြစ်ကြောင်းစစ်ကောင်စီကခမာယ9ခု၈ပြန်လည်ထိန်းချုပ်နိုင်ပြီဟုလိန်လေဝါဒဖြန့်နေတဲ့ဓာတ်ပုံများမှာတရင်အဆောက်အုံများမှာပျက်စီးခြင်းမရှိဘဲအကောင်အတိုင်းရှိနေသည်ကိုမြင်တွေ့နိုင်ကြောင်းရင်းပုံများမှာပုံအဟောင်းများဖြစ်ပြီးပေါ်အောင်များနဲ့စိတ်သက်စစ်စစ်ရေးဝါဒဖြန့်နေခြင်းဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ် စစ်တပ်ကခမရ998ပြန်သိမ်းလို့ရတယ်ဆိုတဲ့ပုံတွေကိုတိချာကြည့်ပါအဲ့ဒါပုံအဟောင်းတွေပါကျွန်တော်တို့မှတ်တမ်းတက်ပုံဗီဒီယိုဖိုင်တွေတင်ထားပြီးသားပါပြောရရင်ခမရ998တက်စကန်မှာရှိတဲ့အဆောက်အုံတွေအကုန်လုံးကကြည်မွားနေပြီသူတို့လည်းအဲ့ဒီမှာခြေကုပ်ယူပြီးအထိုင်ချလို့မရတော့တလို့ကျွန်တော်တို့လည်းအဲ့ဒီမှာတွားပြီးတော့အထိုင်ချလို့မရဘူးမေလ10ရက်နေ့စကန်သိမ်းပြီးတဲ့နောက်ပိုင်းမှာမနေ့ကအထိကျွန်တော်တို့စကန်သိမ်းရှင်းလင်းရေးလုပ်နေတာပေါ့သူတို့ကတော့ခမရ998တက်ရင်ဌာနချုပ် ကွမ်းစိတ်တက်စကန်နဲ့ကွမ်းစိတ်ရေစကန်ကိုရောလက်နက်ကြီးလေကြောင်းရောဒရုန်းရောမြေပြင်အင်အားတွေရောပြန်ပြီးသိမ်းပိုက်နိုင်အောင်စစ်ကြောင်းထိုးလာတာရှိတယ်။ကျွန်တော်တို့သိမ်းပိုက်ထားတဲ့ပတ်ဝန်းကျင်မှာစစ်ကြောင်းထိုးလာတဲ့ဒူတွေကိုနေမြေရှင်းလင်းရေးလုပ်နေစေဖြစ်တယ်။ခမရ9ခု8နဲ့ပတ်သက်ပြီးသူတို့ပြန်လဲထိန်းချုပ်အထိုင်ချထားတယ်ဆိုတာလုံးဝမဟုတ်ဘူးဆိုတာပြောလိုတယ်။မြေပြင်မှာထိတွေ့တိုက်ပွဲတွေပြင်းထန်နေစေဖြစ်တယ်လို့ရဲဘော်အောင်ဆန်ရှားကရှင်းပြပါဗျာ။လက်ရှိမှာစစ်ကောင်စီက စင်အား300ကျော်နဲ့ခမရ998 Tascan ဌာနချုပ်ကိုပြန်လည်သိမ့်ပိုက်ရေးထိုးစစ်ဆင်နေစေဖြစ်ပြီးတိုက်ပွဲများပြင်းထန်နေစေဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပဲခူးခရိုင်အမှတ်နှစ်တက်ရင်ရဲ့ရှည်တန်းစစ်စင်ရေးပုံရိပ်တွေကိုကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပြည်သူ့ကာကွယ်ရေးတပ်မတော် BUR 25ကိုကဲမှုအောက်မှာရှိတဲ့ပဲခူးခရိုင်အမှတ်နှစ်တက်ရင် P23702 ရဲ့ရှည်တန်းစစ်စင်ရေးပုံရိပ်တွေကိုကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စီယုံချုပ်ကဒီနေ့မှထုတ်ပြန်လိုက်ပါတယ်။ဘကိုးခရိုင်အမှတ်1တပ်ရင်းကပြီးခဲ့တဲ့ April 28ရက်နေ့ကကြောက်ကြီးမြို့နယ်အတွင်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းတွေကိုတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တဲ့စစ်ရေးလှုပ်ရှားမှုမှာလည်းပါဝင်ခဲ့တဲ့တပ်ဖွဲ့ဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့သတင်းတွေအရသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ မြန်မာတပ်မတော်ဟာနိုင်ငံတကာတပ်မတော်တွေနဲ့ရင်ပေါင်တန်းနိုင်ကြောင်ဗိုလ်ချုပ်ဇော်မင်းထွန်းပြောခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာရုရှားနိုင်ငံရင်းမြင်းဤစီရေးပြချီတက်ပွဲမှာပါဝင်နိုင်ခဲ့တဲ့အတွက်မြန်မာတပ်မတော်ဟာနိုင်ငံတကာတပ်မတော်တွေနဲ့ရင်ပေါင်တန်းနိုင်တာဖြစ်ကြောင်းနဲ့နိုင်ငံတကာတပ်မတော်တွေနဲ့အဆင့်မီဆောင်ရွက်နိုင်တဲ့ဆိုတာထင်ထင်ရှားရှားပြသတာဖြစ်တယ်လို့ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားလိုက်ပါတယ်ရုရှားကအပြင်မေလ၁၀ရက်နေ့နေပြည်တော်ကိုပြန်အရောက်လေရင်ကဆင်းပြီးသတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါအပြင်အချုပ်အခြားအာဏာခိုင်မြဲဖို့ဆိုရင်ယုတ်ဒီကံညာလောက်တဲ့ကာကွယ်ရေးအင်အားစုရှိဖို့လိုတယ်လို့သူကဆိုပါတယ်တရုတ်တမရနဲ့ဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီးမြမအချုပ်အခြားကိုတရုတ်ကရက်တီထောက်ခံကြောင်းပြည်တွင်းရေးမှာတရုတ်ကဝင်မဆွတ်ဖက်ကြောင်းနဲ့ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ပေးနေတယ်လို့ပြောပါတယ်ဒီနေ့ကုန်ပိုင်းကျင်းပမဲ့ရွေးကောက်ပွဲအတွက်လည်းကြိုတင်ပြင်ဆင်မှုတွေကိုတရုတ်ကထောက်ခံအားပေးတာကိုတွေ့ရတယ်လို့ဆိုပါတယ်ပြည်သူလူထုလိုလားတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကိုဆက်လက်ပေါ်ဆောင်သွားမှာဖြစ်ကြောင်းတတင်းကောင်းပါလိုပါတယ်လို့သူကပြောပါတယ်။ရွေးကောက်ပွဲငြိမ်းချမ်းစွာကျင်းပနိုင်ဖို့ပြည်သူလူထုတရက်လုံးကဝိုင်းဝန်းကူညီပေးကြဖို့ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါတယ်။အခုရုရှားခီးစင်မှာတော့မြန်မာကူကဘာကပုံမိုနားလည်အောင်စွမ်းဆောင်နိုင်ခဲ့တယ်လို့အဆုံးသတ်ပြောကြားသွားခဲ့ပါတယ်ခင်ဗျာ။ကျွန်တော်လက်ရှိသတင်းတင်ဆက်နေတာမပြီးဆုံးမီသတင်းကြည့်ရှုနေတဲ့ပရိသတ်များကိုအတိပေးချင်တာကတော့ ကျွန်တော်တို့ channel လေးကမြေပြင်ချီနီတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့သတင်း channel တစ်ခုဖြစ်ပါတယ်။သတင်းနားထောင်နေကြတဲ့ပရိသတ်အားလုံးသတင်း channel လေးကို like လုပ်ပေးပြီး subscribe လုပ်ထားပေးဖို့မေတ္တာရှိထားတောင်းဆိုလိုက်ပါတယ်။မြေပြင်ချီနီမှာထောက်ခံအားပေးလိုသူတွေ၊ကိုညီချင်းသူတွေအတွက်လည်းကျွန်တော်တို့ channel လေးကနေအမြဲတမ်းအားပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ထပ်မံသိရှိရတဲ့သတင်းကတော့ချင်းညီနောင်ကို Standard Army တပ်မတော်တရက်ဖြစ်ဖွဲ့စည်းမှဖြစ်ကြောင်းကြေညာခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်ခင်ဗျာ။ ရှင်းပြည်နယ်ချင်းတမျိုးသားလုံးကိုအကာအကွယ်ပေးနိုင်ရန်ချင်းညီနောင်အဖွဲ့ကိုပုံမကြည့်လက်ခိုင်မာတဲ့တပ်မတော်တရက် Standard Army အဖြစ်ဖွဲ့စည်းသွားမယ်လို့ချင်းညီနောင်ကထုတ်ပြန်ကြေညာလိုက်ပါတယ်။ချင်းညီနောင်အဖွဲ့ကိုပုံမကြည့်လက်ခိုင်မာတဲ့တပ်မတော်တရက် Standard Army အဖြစ်ဖွဲ့စည်းနိုင်ရန်အခြေခံမူများချမှတ်နိုင်ခဲ့ကြောင်းချင်းညီနောင်ရဲ့မေလ17ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ချင်းညီနောင်အဖွဲ့ကိုတပ်ရင်အားတစ်ခုအဖြစ်တိုးမြှင့်ဖွဲ့စည်းနိုင်ရန်လွတ်မြောက်နယ်မြေတနေရာမှာ April 26မှာ 29ရက်နေ့ထိကိုယ်စားလှယ်39ဦးနဲ့တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ချင်းညင်နောင်ကထုတ်ပြန်လာခြင်းဖြစ်ပါတယ်ရှင်ပြေချင်းမျိုးသားစီလုံးညီညွတ်ရေးနဲ့အနာဂတ်မှာချင်းပြည်သူလူထုတရက်လုံးကိုကိုစားပြုတဲ့ချင်းပြည်အစိုးရပေါ်ပေါက်လာနိုင်ရေးအတွက်လဲဆွေးနွေးခဲ့ကြောင်းသိရှိရပါတယ်။တန်းတူညီမျှခြင်းတရားမျှတခြင်းကုကကြမှာကိုဖန်တီးနိုင်ခြင်းအစရှိတဲ့ဒီမိုကရေစီစံနှုန်းများပါဝင်တဲ့ချင်းညင်တော်ရဲ့ Terms of Reference TOR အတိုင်းဆက်လက်အကောင့်ထဲပေါ်ဆောင်ရွက်ရန်လဲသဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။ ပြည်တွင်းမဟာမိတ်ဆက်ဆံရေးနဲ့ဆက်လင်းရွေတော်၎င်းနိုင်ငံတကာဆက်ဆံရေးနဲ့ဆက်လင်းရွေတော်၎င်းစီးရေးနိုင်ငံရေးလူမှုစည်းပွားမူဝါဒများရေးဆွဲနိုင်ရေးအတွက်အခြေခံသဘောတူညီချက်များကိုလည်းချမှတ်ခဲ့ကြပါတယ်။ချင်းညီနောင်ထိန်းချုပ်နယ်မြေများအတွင်းမှာရှိတဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်များကိုကာကွယ်သွားမယ်အပြင်ကျန်းမာရေး၊ပညာရေး၊စားနပ်ရိက္ခာဖူလုံရေးအစရှိတဲ့ပြည်သူဝန်ဆောင်မှုလုပ်ငန်းများကိုလည်းတိတိယောက်ယောက်ဝန်ဆောင်မှုပေးနိုင်ရန်အတွက်ပြည်တွင်းပြည်ပမှာရှိတဲ့မိဘပြည်သူများ တော်လှန်ရေးအင်အားစုများနိုင်ငံတကာအဖွဲ့အစည်းများနဲ့အတူလက်တွဲပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက်အခြေခံသဘောတူညီချက်များချမှတ်နိုင်ခဲ့တယ်လို့ချင်းညီနောင်ကထုတ်ပြန်ထားပါတယ်။2023ခုနှစ်ဒီဇင်ဘာလ30ရက်နေ့မှာဖွဲ့စည်းတည်ထောင်ခဲ့တဲ့ချင်းညီနောင်အဖွဲ့မှာချင်းအမျိုးသားအဖွဲ့ချုပ် CNO CNDF ချင်းကာကွယ်ရေးတပ်ဖွဲ့ MINTA Zoomi Federal အစည်းအရုံး ZFU PDF ဇူလန်ချင်းကာကွယ်ရေးတပ်ဖွဲ့ကံပတ်လချင်းလန်ကာကွယ်ရေးတပ်ဖွဲ့မတူပီတပ်မဟာတင့်နဲ့ မရာနေမြေအုပ်ချုပ်ရေးကောင်စီ MTC MTF တို့ပါဝင်ကြပါတယ်။လက်ရှိမှာချင်းကြီးနောင်အဖွဲ့ကချင်းပြည်နယ်တဲကအာနာသိန်းစစ်ကောင်စီထံမှကျင်တွေးမတူပီမင်းတက်ကံပတ်လက်နဲ့ဖလန်းမျိုးတို့ကိုတင်ပိုက်ထားကြောင်းသိရှိရပါတယ်။ CNF CNA ဦးဆောင်တဲ့ချင်းလန်းကောင်စီကလည်းချင်းပြည်အစိုးရဖွဲ့စည်းထားပြီးယခုချင်းကြီးနောင်ကနောက်ထပ်ချင်းပြည်အစိုးရဖွဲ့စည်းမယ်လို့ထုတ်ပြန်ကြေညာခြင်းမှာချင်းပြည်သူလူထုကိုသဘောထားကွဲလွဲမှုများဖြစ်ပေါ်လာနိုင်တယ်လို့သုံးသပ်သူများကပြောဆိုနေကြပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုအခြေတိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ